ငလင်လှုပ်လို့ပြော့ပေါ့လေဒုက္ခရောက်တာဒီနန်းမှာတရက်ပင်အောက်လေးကိုနေရတာအရေးအမိုးမရှိဘူးတပတ်လောက်အတွင်းကိုမင်းတို့လာကြည့်ရင်တနာသွားမှာပေါင်းတော့ရှားမရှိဘူးချင်းတော်မရှိဘူးဒီတိုင်းကြီးနိုင်ကဘုန်းကြီးတွေလည်းဒီတိုင်းကြီးနေရတော့ခုနောက်မှဥစဉ်တပါကြီးဥဝေပုံလာတယ်သူကဒီမှာနေဖို့တော့ဘုန်းကြီးတို့လည်းတော့ပင်မလဲဆိုတော့သူကသူကြောင်းကအဲ့ဒီဟွာလေးမိုးကလေးယူပြီးတော့ကားပြီးတော့ဒုက္ခတဲ့ဘဝနဲ့နေရတာအဲ့ဒီမှာဥစံဝန်းက တဲ့ဒီမှာမစိုးရင်နောက်ထပ်လည်းကြောင်းတစ်ကြောင်းရှိသေးတယ်လို့ကြားဖို့ပါတယ်ဘသူကမှလွတ်တာမဟုတ်နော်အဲတို့တို့ကတနာလိုပဲဒုက္ခတဲ့လေးအနေနဲ့ညင်းသွားတာနေမှာပေါ့ဟိုအမိုးအမိုးကတော့ဟိုမိုးကလေးမိုးတယ်အကာမရှိအဲ့လိုနေရတဲ့ဘဝမှာသူအဲ့လိုရောက်ရနေပထမအသိဉာဏ်ဆောက်ခြင်းတယ်လို့ဘာလို့ပြောဆုံးရခြင်းမကြသေးဘူးအသိဉာဏ်ကနေအရှိတိုင်း level အရှိကနေဝင်လာတော့ကြောင်းကြီးဘေးကြီးကတပြက်နေလေအဲ့ဒါကြီးနေအဲ့ဒါလိုနောက်ပိုင်းကျတော့မှသူကမျက်နှာချင်းဆိုင်ထိုင်နေဓာကြီးရတော့ဓာကြီးရတော့ဒါသာသနာနေယူနေတာ လဲအဲ့ဒါကိုပြက်တာပြက်တာဗောလို့တကားကြီးဒီဘက်မှာအနောက်ဘက်ကအကုန်လုံးပေါ်တက်ကဘေးကိုပွန့်ထွက်တာလို့အပေါ်ကလည်းကောအဲ့ဒါပြီးတော့ဆောက်ချင်တယ်ဗျာတဲ့မိသားစုမတိုင်ပြန်ပဲတဲ့သူဟာသူထုံးရကြကြတာသူ့စိတ်ထဲမှာတကားကြီးရဲ့ထုံးရချက်ထဲမှာက3000လောက်ပဲကိုမထင်တာဒါနဲ့သူဟာသူဆိုတော့သူဟာသူတော့အာမဘန်းနေတော့ခန်းသွားရည်နောက်ရက်ကျမှနောက်ဆိုတော့2ရက်လောက်ကြာတော့ဒေါ်ဝန်းမှလည်းပါလာတယ်သူ့ရဲ့အင်ဂျင်နီယာအဖွဲ့ကြီးပါလာတော့ကြွတ်ကြတဲ့မှာဆိုဒိုးရှိကိုတွက်ကြတယ် တက်ကြတာသူတို့ engineer တက်ချက်ချက်ကြောင်း9000လောက်ပုံမှာသူမှန်းထတာ3000ဒါနဲ့စိတ်တက်ဝေါ်မှာပြောတဲ့စကားလေးတမိုင်းဝင်တယ်နော်တပည့်တို့သိမ့်ပေါင်းတသိမ့်ကုန်လဲမတုံလို့အဲ့တော့ဘာလို့ပေးတာလဲဆိုရင်တော့တို့ကဒုက္ခရောက်နေသူတွေလေမင်းတို့ကြောင်းဆောက်တာလို့လာလျှောက်လဲပေးမှာပဲပြက်စည်းတဲ့ဆန်းတဲ့ကြောင်းကြီးကိုလဲမှန်းသာပြောရင်ခုခေတ်ဘယ်သူမှတူတဲ့တာဝန်မယူနိုင်ဘူးသူကဒီလောက်ကြီးတဲ့ကြောင်းကြီးကိုသူကတူတဲ့ကိုတာဝန်ယူလဲမလို့တို့ကတော့ဒါအတိုင်းမတိကို ကြည်နူးလို့မဆိုဝမ်းတာလို့မဆိုကိုကသူဆိုလည်းမသွမ်းနိုင်ဘူးတ мян နေရတိုင်းစကားကိုပြောမတ мян နေရဒီတိုက်ကြီးဖောက်ဖို့ရအတွက်ကုမ္ပဏီကိုငွေချေတဲ့နေလေအဲသူတို့ကသူဝမ်းတာတဲ့စကားသူတို့ပြောကြတော့အာတကားလေးဝမ်းတာတယ်လို့ဘုန်းကြီးတို့ကလည်းဝမ်းတာတာပေါ့ဗျာလို့ကိုကသူဆိုရင်ဒီเจ้าကြီးဆောက်ဖို့ဘဲလို့မှအိမ်မက်ကို မမက်နိုင်